အားလုံးပဲမင်္ဂလာပါ Guardian Channel မှာပြန်လည်ကြိုဆိုပါရစေ။တင်ဟာအသက်အရွယ်ငယ်ရွယ်ပေမဲ့မကြာခဏဝက်ချံထွက်တာအသားအရေမကြည်လင်တာအတန်းထဲအလုတ်ထဲမှာအာရုံစုဆိုင်ရခက်ခဲနေတာကိုလည်းမအီမသားနဲ့အမြဲတမ်းပင်မနှွမ်းနေနေတာမျိုးကြုံတွေ့နေရပါသလားဒီပြဿနာရဲ့တကယ်အစမြစ်ကတင့်ရဲ့အစာရှည်စနစ် digestive system ဖြစ်နေနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဥမာကြီးဟာအစာချိပြည့်ချင်းတဲ့ပူပါတယ် သူဟာခနာကိုရဲ့ကျမ်းမာရေးစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ကိုခန်းအစနစ်အားလုံးကိုထိန်းချုပ်ထားတဲ့ဘိုးဌာနတစ်ခုဖြစ်ပါတယ်။ရှေးကစိတ်ပညာရှင်တွေကတော့ယောဂအများစုရဲ့အစကဥမာကြီးကလာတယ်လို့တတိပေးခဲ့ပူပါတယ်။ဒီဗီဒီယိုမှာတော့ဥမာကြီးဘာကြောင့်ပျက်စီးရတာလဲ။ဥမာကြီးမကောင်းရင်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။တက်ကြွလန်းဆန်းတဲ့ကျမ်းမာရေးကိုပြန်လည်ရရှိဖို့ဘာတွေစရမလဲ။စသဖြင့်အသေးစိတ်တိကျစွာ ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။လူချင်းမတို့အားလုံးရဲ့အရေးကြီးပြီးမရှိမဖြစ်တဲ့ Fighter ကျမ်းမာရေးဆိုင်ရာတမ်းများနဲ့လူချင်းမတို့ရဲ့ခန္ဓာကိုယ်ကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်မယ့်ဤလန့်တွေကို မျှဝေပေးဖို့က Guardian Channel ရွေးချက်ပဲဖြစ်ပါတယ်။ဒီလိုတမို့ရှိရဲ့အသိပညာဗီဒီယိုတွေကိုမလိုတန်းကြည့်ရှုနိုင်ဖို့အတွက် Guardian Channel ကိုခုပဲ Subscribe လုပ်ပြီး Nuri Bell ကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။အခုပဲဗီဒီယိုကိုစလိုက်ကြအောင်။အပိုင်း1 ။ဥမာကြီးစနစ်တကျလုံးလုံးပုံနဲ့ပျက်စီးမှုများဥမာကြီးရဲ့လုံငန်းဆောင်တာများဟာသိရင်နေစဉ်ဘဝကိုဒါရဲ့ဩဇာတက်ရောက်စီပါရယ်။၁အာဟာရဆုပ်ယူမှု ဗီတာမင်သတ္ထုဓာတ်နဲ့စွမ်းအင်များကိုသိရင်ခန္ဓာကိုယ်ကအပြည့်အဝရရှိစေဖို့ဥမာကြီးကစနစ်တကျစစ်ထုတ်ဆုပ်ယူပေးပါရယ်။အစာချေစနစ်ချိုးရင်းရင်ကောင်းမွန်သောအာဟာရတွေဟာဆုပ်ယူမှုမရှိဘဲအလဟတဲ့ဖြစ်သွားနိုင်ပါရယ်။နှစ် ကိုခန်းအားစောက်ရှောင်းမှုကိုခန်းအားဆဲရီရဲ့80ရာခိုင်နှုန်းကျော်ဟာဥမာကြီးမှာတည်ရှိပါတယ်။ဒါကြောင့်ဥမာကြီးကျမ်းမာနေမှာယောဂဗိုလ်တွေနဲ့ဗက်တီးရီးယားဆိုးတွေကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။၃အုံနောက်နဲ့ဆက်သွယ်မှုဥမာကြီးနဲ့အုံနောက်ဟာ vagus nerve လို့ခေါ်တဲ့အာယုံကျော်လမ်းကြောင်းကြီးနဲ့တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ဥမာကြီးအတွင်းရှိ ကောင်းမွန်သောဗက်တီးရီးယားတွေဟာစိတ်ကင်စားမှုကိုကောင်းစေတဲ့ serotonin လိုဓာတ်တွေကိုထုတ်လုပ်ပေးတဲ့အတွက်ဥမာကြီးကျန်းမာနေခြင်းဟာစိတ်တည်ငြိမ်ခြင်းကို ကောင်းမွန်စွာ ထောက်ကူပြုစေပါတယ်။အပိုင်းနှစ်ဥမာကြီးပျက်စီးရခြင်းအဓိကအကြောင်းရင်းများဥမာကြီးကိုအဓိကပျက်စီးစေတဲ့အရာတွေကတော့ပြပြင်ထားတဲ့အစားအစာများတရားတဲ့အလွန်ကျွန်းစားသုံးမှုနဲ့နာပါရှိစိတ်ဖိစီးမှုတို့ပဲဖြစ်ပါတယ်။ဒီအချက်တွေကြောင့်ဥနယံများပျက်စီးပြီးဥနယံရိုးစိမ်ခြင်းကိုဖြစ်ပေါ်လာစေပါတယ်။ အဲ့ဒီအခါဥမကြီးအတွင်ရှိစိတ်တောက်များဟာဥနယံရှိ သွေးကြောများတဲ့သူစိတ်ဝင်ပြီးခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းမှုထမ်းများပေးလာနိုင်ပါတယ်။အပိုင်း၃အစာချေစနစ်မကောင်းခြင်းဤဓာတ်ရိုက်ဆိုးကြောများသင်အစာချေစနစ်မကောင်းကြောင်းကိုပြသနေတဲ့လက္ခဏာတွေကတော့၁ဝမ်းချုပ်ခြင်းနဲ့ဝမ်းလျှော့ခြင်းဥမကြီးရဲ့ရွေးရှားမှုမမှန်တော့ဘဲဝမ်းပုံမှန်မသွားခြင်း၂လေးပွားခြင်းနဲ့ဗိုက်ဖောင်းခြင်း အစာချေမှုမပြေလည်ပဲကျန်းမာရေးများလွန်ကျွထွက်ရှင်း၃အသားရေပြဿနာများဥမာကြီးတဲ့ကစိတ်တောက်တွေများလာလို့အရေးပြားကနေထုတ်ပြဖို့ကြိုးစားရကနေဝက်ချံတွေအဖုပိတ်စတဲ့ပြဿနာတွေဖြစ်ပေါ်လာခြင်းအပိုင်း၄ဥမာကြီးနဲ့ဆက်ဆက်သောစိတ်ဝင်စားဖွယ်ဗဟုသုတများပိုးတဲ့စီများနဲ့ဥမာကြီးကျွန်တော်တို့စားသုံးနေတဲ့ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ပိုးတဲ့စီတွေဟာဥမာကြီးတဲ့က ကောင်းမွန်တဲ့ဗက်တီးရီးယားတွေကိုဖျက်ဆီးနှပြစ်နိုင်တဲ့အတွက်ကုသဆေးကင်းစင်တဲ့အစားစာကိုရွေးချယ်စားသုံးဖို့အတွက် အလွန်ရေးကြီးပါတယ်။အိဆက်ချင်းနဲ့ဥမာကြီးဥမာကြီးဟာသင်ရဲ့နေ့စဉ်အိတ်ချိန်၊နိုးချိန်စီးချက်ကိုလိုက်ပြီးတော့အလုပ်လုပ်ပါတယ်။ညပိုင်းအေးပြက်တာအချိန်မမှန်စားတော့တာမျိုးတွေဟာဥမာကြီးရဲ့လုပ်ငန်းဆောင်တာကိုဖျက်ဆီးပြီးတော့အစာမကျေမှုကိုပုံမဆိုးရစေပါတယ်။ဗိုက်တာမင်ထုတ်လုပ်မှုဥမာကြီးတဲ့က ကောင်းမွန်တဲ့ဗက်တီးရီးယားတွေဟာကျွန်တော်တို့ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းမရှိတဲ့ vitamin K, vitamin B12 လိုမျိုးအရေးကြီးတဲ့ဓာတ်တွေကိုသူတို့ကိုယ်တိုင်ထုတ်လုပ်ပေးပါတယ်။ဒါကြောင့်ဦးမကြီးဟာအာဟာရဆုပ်ယူရုံသာမက အာဟာရထုတ်လုပ်ပေးတဲ့စက်ယုံတစ်ခုလည်းဖြစ်ပါတယ်။အပိုင်ငါအစာမကြေခြင်းဤဓာတ်ရိုက်ဆိုးကျိုးများနဲ့ဖြည့်ရှင်နည်းများသိရင်အစာချေစနစ်မကောင်းရင်ဒီလိုပြဿနာတွေကိုနေ့စဉ်ရင်ဆိုင်ရနိုင်ပါတယ်။၁ ဝမ်းပိုက်ပြဿနာများဝမ်းချုပ်တာဝမ်းပြက်တာတစ်ချိန်လုံးလေးပွားပြီးလေးထိုးနေတာနှစ်စွမ်းရင်ချွတ်တဲ့ခြင်းအဟာရကောင်းကောင်းစိုးယူနိုင်ခြင်းမရှိတဲ့အတွက် ကော်ဖီဘလောက်ပဲတောက်တော့မလန်းဆန်းပဲအမြဲတစေပြင်းမနှွမ်းနေနေခြင်းနာတာရှည်ပြင်းမနှွမ်းနေခြင်းသုံးအသားရည်နဲ့အာရုံစူးစိုက်မှုအစိတ်တောင်များကြောင့်ဝက်ချံအဖုပိန်များဖြစ်ပေါ်ခြင်းအုံနောက်ကိုထိခိုက်၍စာကြက်ရအလုံးလိုရမှာ အယုံဆူဆိုင်ရခက်ခဲနေခြင်းစသည်တို့ကိုဖြစ်ပေါ်နိုင်စေပါရယ်ရေရှည်ဆိုးကျိုးများနှင့်တတိပေးချက် ကိုခံရမှုမမှန်သည့်ယောဂများဖြစ်ပေါ်လာစေခြင်းဥမာကြီးသည်နာတာရှည်ရောင်ရမ်းလာသောအခါအစိမ့်မြင့်များရောင်ရမ်းခြင်းနှင့် အခြားကိုခံအကိုကိုယ်တိုင်တိုက်ခိုက်သော အော်တိုအင်မြူးစကဲသို့ယောဂများဖြစ်ပေါ်နိုင်ခြင်းကိုပုံမမြင်မလာစေပါရယ်စေခြင်းမာရေးနှင့်ဆက်ဆက်နေခြင်းစိုးရင်စိတ်နှင့်စိတ်တကြခြင်းတို့ဟာဥမာကြီးရောင်ရမ်းမှုနှင့် တိုင်းရိုက်ဆက်ဆက်နေပါတယ်။တင်းရဲ့စိတ်ကြမ်းမာရေးအတွက် ဥမာကြီးကိုတင်ကိုယ်တိုင်းတရားပေါက်ယူဆရပါမယ်။အပိုင်း6အစာကြီးစနစ်နဲ့ဥမာကြီးပြန်လဲကောင်းမွန်လာစေရန်ဗာရီလိုရမလဲ။တဲ့ဥမာကြီးကိုပြန်လည်ကျန်းမာလာစေဖို့အတွက်တဲ့ဥမာကြီးအတွင်းမှာရှိတဲ့ကောင်းမွန်သောဗက်တီးရီးယားတွေကို ပြန်လည်အပြည့်ပေးဖို့လိုအပ်ပါတယ်။၁ပရိုင်ဘိုတစ်အမြင့်တက်ဒါဟာ ကောင်းမွန်သောဗက်တီးရီးယားတွေရဲ့အစာပါ ပေမျိုးမျိုးအစိအစံများဟင်းဒီဟင်းရွက်အစိမ့်များငပြောဒီစိမ့်နှင့်လုံးဒီဆံများကို နေ့စဉ်ပုံမှန်စားသုံးပေပါနှစ်ပရိုဘိုင်ယိုတစ်ကောင်းမွန်သောဘက်တီးရီးယားများဥရဲကိုဘက်တီးရီးယားများဓာတ်ရိုက်ဖြစ်သင့်ပေမဲ့အစားအစာတွေပဲဖြစ်ပါတယ်တဘာဝတိမ်ခြင်းအချိုးလျှော့စားပါအချင်းပေါက်သားသောအစားအစာများ ဥပမာကင်ချီမိုလာဂျင်တို့ကိုမကြာခဏမှီဝဲသင့်ပါတယ် နေ့စဉ်အလေးထားကို ပြုပြင်ခြင်းရည်ရက်ကိုပြည့်ဝစေခြင်းရေကုန်လုံလောက်စာတောက်လုံးခြင်းဖြင့်စာကျင်စနစ်ရဲ့လှုပ်ရှားမှုကိုပုံမှန်ဖြစ်စေပြီးအစိတ်တောင်များကိုဖယ်ရှားပေးပါရစေ။နေ့ကွေစွာစားသုံးပါအစာကိုပါဇက်ကနေကောင်းစွာဝါစားပေးခြင်းဖြင့် အစာချေပြတဲ့အလုပ်ကိုပါဇက်ကနေစတင်ပေးလိုက်တာကြောင့်အစာအိမ်ဝင်ပြီတာကိုလျှော့ချပေးပါရစေ။စိတ်ပီစီးမှုကိုထိန်းချုပ်ပါစိတ်ပီစီးမှုကြောင့်အစာကျင်စနစ်ကိုထိခိုက်စေနိုင်တဲ့အတွက် စိတ်ကိုနားပေးခြင်းလေ့ကျင့်အလုပ်ခြင်းတို့ဖြင့်စီမံခန့်ခွဲပါ။သင်ရဲ့ဥမာကြီးကျမ်းမာရေးကိုဂရုစိုက်ခြင်းဟာသင်ရဲ့ပညာရေးစိတ်ကံစားမှု အသားရေနှင့်ကိုယ်ခံအားအားလုံးကိုတိုက်ရိုက်ထိ ंछ ုပ်လိုက်တာနဲ့တူတူပါပဲ။ယောဂအားလုံးရဲ့အစကို ပြုပြင်ပေးခြင်းဖြင့်တကြွလန်းဆန်းတဲ့ဘဝတစ်ခုကိုပြန်လည်ပိုင်ဆိုင်နိုင်စေပါရစေ။ဗီဒီယိုလေးကိုဆုံးဖြတ်တိရှိပေးရအတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကနေတမိုးရှိရဲ့ဘုဒ္ဓတရားရရှိသွားရဲဆိုရင်လည်း လိုက်ရင် share လုပ်ပြီးအပိတ်ခဲ့လို့ရပါတယ်။နောက်လာမယ့် video ကြည့်အောင်လဲ nudie belly နေထားဖို့အကြံပြုချင်ပါတယ်။လူကြီးမင်းတို့အနေနဲ့ပုံမသိလိုတဲ့ကျမရဲ့ဘူးသူးသားတွေရှိရဆိုရင်လဲ comment မှာရေးသွားပေးလို့ရပါတယ်။နောက်ထပ်အဖို့တန်တဲ့ကျမရဲ့ဘူးသူးသားတွေအတွက် Guardian Channel ကို subscribe လုပ်ပေးဖို့တောင်းဆိုရင်နောက် video မှာပြန်လည်ဆုံတွေ့ပါအောင်မယ်။အားလုံးပဲကျမပြည့်ရှင်နိုင်ကြပါစေ။